ခန္ဓာကိုယ်မတန်ဆွမ်းတဲ့လူတွေကဒီဘဝမှာတရားကျင့်ကြံအားထုတ်ရင်တရားထူးတရားမြတ်ရနိုင်ပါသလားယဟန္တာဖြစ်ပါသလားခြေလက်အင်ကသုံးပါတယ်မတန်တာပါပြောပြပေးပါဖရားတဲ့အင်ကုတ်ထူပါဠိတော်မှာတရားထူးတရားမြတ်မရနိုင်တဲ့ပုဂ္ဂိုလ်၅မျိုးဆိုတာကိုဖော်ပြထားပါတယ်အဲ့ဒီပုဂ္ဂိုလ်၅မျိုးကဘယ်သူတွေလဲဆိုရင်၁ပင်စာနန္ဒရိယကံ၅ပါးကိုကျူးလွန်ထားသူကံပပုဂ္ဂိုလ်၂ မိစ္ဆာဒိဋ္ဌိအယူရှိသူကိလေသာပုဂ္ဂိုလ်၃အမိဝံအတွင်ဆောအနာမကြသူဝိပါကပုဂ္ဂိုလ်၄ဖျားရှင်ဤဝိနည်းဒေသနာတော်အားကျူးလွန်ထားသူအာနာဝိတိတ်ကမပုဂ္ဂိုလ်၅ခင်ပွန်းကြီး၁၀ပါးတို့အားစောကားပြမထားသူအရိယူပဝါဒပုဂ္ဂိုလ်တို့ပဲဖြစ်ပါတယ်။ဒါဟာတရားထူးတရားမြတ်မရနိုင်တဲ့ပုဂ္ဂိုလ်၅မျိုးပဲဖြစ်ပါတယ်။အဆိုပါပုဂ္ဂိုလ်၅မျိုးထဲမှာ အမိဝံအတွင်ဆောအနာမကြသူ ဝိပါကပုဂ္ဂိုလ်ဆိုတာပါပါတယ်။အဲ့ဒီစွမ်းအနာမကြတဲ့ပုဂ္ဂိုလ်တွေဟာတရားကို သိနိုင်တဲ့စွမ်းရည်မရှိတာကြောင့်တရားထူးတရားမြတ်မရနိုင်ပါဘူးเนาะ။ကြံတဲ့မတန်ဆွမ်းတဲ့ပုဂ္ဂိုလ်တွေဟာတရားကိုနှလုံးသွင်းသိကျင်နိုင်တဲ့ဉာဏ်ရှိမယ်ဆိုရင်တရားထူးတရားမြတ်ရနိုင်ပါတယ်။အရှင်ဖေရတပည့်တော်မတိလို့ပါမရှင်းလို့ပါရှင်မောက်ကလန်ကမိဘနှစ်ပါးကိုတက်ပြီးယဟန္တာ ဖြစ်သွားတယ်။ဘယင်ဘဝကတက်ပြီးဖြစ်တာလား။ ပင်စာနန္တရိယကံထိုက်ရင်တရားမရတာတဲ့ရှင်မောက်ကလန်မိဘနှစ်ပါးကိုရိုက်တယ်ဆိုတာဟာရှင်မောက်ကလန်ဘဝမှာရိုက်တာမဟုတ်ပါဘူးเนาะရှင်မောက်ကလန်ဘဝကို မရောက်မီရှေ့လွန်လေပြီးတော့ဘဝတစ်ခုမှာရိုက်ခဲ့တာပါတချို့ကရှင်မောက်ကလန်လောင်းပြီးမိဘနှစ်ပါးကိုရိုက်တတ်ခဲ့တယ်လို့ပြောပါတယ်ရိုက်တာကတော့မှန်ပါတယ်တိုးတော့မတတ်ခဲ့ပါဘူးเนาะမိဘနှစ်ပါးကိုရိုက်နှက်နေစဉ်မှာ ဒါဘေးလို့ရပြေးဖို့ကသာအော်ဟစ်ပြောဆိုနေတာကို ကြည့်ပြီးတော့မိဘနှစ်ပါးကိုတနာပြီးအိမ်ပြန်ခေါ်သွားကပြုစုလုပ်ကြည့်ခဲ့ပါတယ်။သို့တော်လည်းပဲမိဘနှစ်ပါးကိုရိုက်ညှက်ခဲ့တဲ့အကုသိုလ်ကံကြောင့်အဲ့ဒီဘဝကတည်တဲ့အခါမှာငရဲကိုကြားရောက်ခဲ့ရပါတယ်။ဒါကြောင့်ရှမောက်ကလန်လောင်းသည်မိဘနှစ်ပါးကိုရိုက်ခဲ့တာတော့မှန်ပါတယ်။သို့တော်မတက်ခဲ့ပါဘူးနော်။မတက်ခဲ့တဲ့အတွက်အဲ့ဒီဘဝမှာလည်းပင်စာနန္ဒရိယကံမထိုက်ခဲ့ပါဘူး။ ယခုရှင်မောက်ကလန်ဘုရားရောက်တဲ့အခါမှာလည်းပဲမိဘကိုတတ်တဲ့ပင်စာနန္ဒရိယကံမရှိတဲ့အတွက်ကြောင့်အရှင်မောက်ကလန်ဟာယဟန္တာဖြစ်သွားခြင်းဖြစ်ပါတယ်။အရှင်ဖယားဖုံဖုံကသာသလွတ်စားတာလားမသိလို့မေးတာပါတဲ့။အသားလွတ်စားတဲ့ဝါဒသည်ဖယားဝါဒလည်းမဟုတ်တယ်လို့ကိုယ်တိုင်လည်းအသားလွတ်စားတဲ့ဝါဒကိုမကျင့်သုံးတဲ့အတွက်အသားလွတ်မစားပါဘူးနော်။သို့တော်လည်းပဲဖယားရှင်ကမြင်သားကြားသားတန်တရာအသားနဲ့ အသားကြီး၁၀မျိုးကိုရှောင်ရှားရမယ်လို့သုံးမထားတဲ့အတွက်ကြောင့်အဲ့ဒီအသားတွေကိုတော့ရှောင်ပါတယ်နော်အရှင်ဖေရနမင်းနဲ့တေမင်းဘသူကအစွမ်းပါဝါကြီးပါတယ်လေအရှင်ဖေရတဲ့တေမင်းလို့ပြောတာကိုတချို့ကအကောင်လို့ထင်တတ်ကြတယ်နော်တေမင်းဟာအကောင်မဟုတ်ပါဘူးခန္ဓာကိုယ်ထဲမှာရှိတဲ့မာခြင်းပျော့ခြင်းလေခြင်းပေါ့ခြင်းဆိုတဲ့ပထဝီဓာတ် အေးချင်းပူချင်းဆိုတဲ့သေသောဓာတ်ယူစီချင်းဖွဲ့စီချင်းဆိုတဲ့အဘောဓာတ်တွန်းကန်ချင်းလှုပ်ရှားချင်းငြိမ်ချင်းဆိုတဲ့ဝါယောဓာတ်ဤတကြီးလေးပါတဘာဘာပြက်ပြီဆိုရင်ခန္ဓာကိုယ်ဟာတည်ကြည်ပျက်စီးတော့တာပါပဲဥပမာသင်္စာယောဂါကြောင့်ဒေတာတို့ဘုံနောက်သေးကြောပြက်ပြီးဒေတာတို့ဆိုတာတွေဟာပထဝီဓာတ်ပြက်လို့ဒေတာဖြစ်ပါတယ် အေးကြောင့်ဒေတာတို့အပူကြောင့်ဒေတာတို့ဆိုတာတွေဟာစီသောတက်ပြက်လို့ဒေတာဖြစ်ပါတယ်။အုံနောက်သွေးခဲပြီးဒေတာတို့ဝမ်းလျှောပြီးဒေတာတို့ဆိုတာတွေဟာအဘောတက်ပြက်လို့ဒေတာဖြစ်ပါတယ်။နှလုံးရက်ပြီးဒေတာတို့လေဖြတ်ပြီးဒေတာတို့ဆိုတာတွေဟာဝါရောတက်ပြက်လို့ဒေတာဖြစ်ပါတယ်။အဲ့ဒီဓာကြီးလေးပါတဘာဘာပြက်ပြီးဆိုရင်ခန္ဓာကိုယ်ဟာတည်တည်ပြည့်စည်တော့တာပါပဲ။တခြားဥပိသေတကကံတွေနယ်လေးပဲ။ ခန္ဓာကိုယ်ဟာတေကျေပျက်စီးတတ်ပါတယ်အဲ့ဒီလိုတေကျေပျက်စီးတတ်တာတွေကိုပဲတင်စားပြီးတော့တေမင်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်နော်တေမင်းဟာအကောင်မဟုတ်ပါဘူးဒါကြောင့်တေမင်းဟာအကောင်မဟုတ်တဲ့အတွက်နမင်းနဲ့တေမင်းအစွမ်းပါဝါဘသူကပူကြီးတယ်လဲဆိုတဲ့မိခွန်းကို ဖြေစရာမလိုဘူးလို့ထင်ပါတယ်နော်သို့တော်လည်းပဲတေခြင်းတရားကိုဖျားရှင်တော်မှမလွန်သန်နိုင်တဲ့အတွက် နမင်းလည်းပဲပေးခြင်းတရားကိုလွန်စားနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဓမ္မရှုထောင့်ကပြောရမယ်ဆိုရင်ပေမင်းနဲ့နမင်းအစွမ်းပါဝါဘသူကပူကြီးတလဲဆိုတဲ့မိကုံးကိုဖြေရမယ်ဆိုပါကပေမင်းကပဲ အစွမ်းပါဝါပူကြီးတယ်လို့ပဲဖြေရမှာဖြစ်ပါတယ်နော်။ခွင့်ပြုမပြုဆိုတာရာဟုလာကိုရှင်ပြုပေးလို့ပေါ်လာတဲ့အကြောင်းရင်းလားဖေယား။တကယ်ဝိချင်းရင်မိဘကတားရင်တောင်ဝိလို့ရမလားဖေယားတဲ့။ ဟုတ်ပါတယ်နော်အရှင်ရာဟုလာလေးကိုကိုရင်ဝတ်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပေါ်ပေါက်လာတဲ့အကြောင်းရင်းဖြစ်ပါတယ်မိဘကတားရင်တောင်ဝတ်လို့ရသလားဆိုတော့မိဘခွင့်ပြုချက်မရှိတဲ့ပုံကိုယ်တွေကိုယဟန်ပြုပေးမယ်ဆိုရင်ယဟန်တော့ဖြစ်ပါတယ်သို့တော်လည်းပဲယဟန်ပြုပေးတဲ့တန်ကားတော်တွေမှာဒုက္ခအာဘတ်တင့်သွားပါတယ်ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်မိဘဤခွင့်ပြုချက်ကိုယူပြီးမှယဟန်ဝတ်တာဟာ အကောင်းဆုံးပဲဖြစ်ပါတယ်เนาะပုံဖုံဖရာဖရာရင်ပြင်မှာထီဆောင်ရင် သာသနာပြတ်နိုင်တယ်ဆိုတာ ဟုတ်ပါသလားဖရာတဲ့သာသနာဆိုတာက ပါဠိစကားမြန်မာလိုပြန်ရင်အဆုံးအမဘသူရဲ့အဆုံးအမကိုပြောတာလဲဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုပြောတာဖြစ်ပါတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုကိုယ်တိုင်လိုက်နာကျင့်သုံးပြီးပြန်ပွားအောင်လုပ်မယ်ဆိုရင်သာသနာတော်ဟာတည်တတ်မှာဖြစ်ပါတယ် ကိုတိုင်လဲလိုက်နာကျင့်သုံးခြင်းမရှိဘူးပြန်ပွားအောင်လဲမလုပ်ဘူးဆိုရင်အာသနာတော်ဟာပျက်စီးမှာဖြစ်ပါတယ်။ဖျားရင်ပြင်တော်ပေါ်ကူထီဆောင်ခြင်းမဆောင်ခြင်းနဲ့လုံးဝမဆိုင်ပါဘူးနော်။သို့တော်လဲပဲတမညဖလားတုတ်အထာကထာမှာတော့ဗိမ္မိတာရမင်းကြီးဟာဘဝတစ်ခုမှာတုန်းကဖျားရင်ပြင်တော်ပေါ်မှာဖလန့်စီးပြီးတန်ခါတွေထိုင်ဖို့ခင်းထားတဲ့ဖျားပေါ်ကူခြေပေတွေနဲ့နင်းခဲ့ဘူးပါတယ်။အဲ့ဒီအကုသို့ကံကြောင့်ဗိမ္မိတာရမင်းဘဝကိုရောက်တဲ့အခါမှာ ခြေပေါ်ဝါးကိုဓာတ်နဲ့ခွဲခံရပါတယ်။ဒါကြောင့်ပြောကျင်တာကဖះရင်ပင်တော်ပေါ်မှာထီဆောင်တာကတော့ဘာမှမဖြစ်ပါဘူး။သို့တော့ဖះရင်ပင်တော်ပေါ်မှာတော့ဖဏမစည်းမိကြပါစေနဲ့နော်။မိစ္ဆာဓမ္မအကြောင်းလေးရှင်းပြပါဖះရတဲ့။မိစ္ဆာဓမ္မကိုအတိပ္ပယ်အမျိုးမျိုးဖွင့်ဆိုကြပါတယ်။ပါဠိကဝဂ္ဂအထကထာမှာတော့မိစ္ဆာဓမ္မဆိုတာယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းတမန်မှုလို့ အဘိဓိပွင့်ဆိုထားပါတယ်အဲ့ဒီလိုယောက်ျားယောက်ျားချင်းမိမမိမချင်းတမတ်မှုလို့အဘိဓိပွင့်ဆိုတာကိုမကြိုက်တဲ့လူအချို့ကအထာကထာသည်ဖျားအာဘောကိုကြော်လွန်တယ်ဆိုပြီးပြောပါတယ်တကယ်တော့အထာကထာသည်ဖျားအာဘောကိုမကြော်လွန်ပါဘူးဖျားအာဘောကိုသိပါတယ်မိစ္ဆာဓမ္မဆိုတာကိုကြည့်လိုက်ပါ မိစ္ဆာနဲ့ဓမ္မနှစ်ပုတ်ပေါင်းဆက်ထားပါတယ် မိစ္ဆာတရာတိမိစ္ဆာမူတာဖျားယံဆိုတဲ့အဘိဓမ္မစကားအရမှားယွင်းခြင်းချွတ်ယွင်းခြင်းဖောက်ပြန်ခြင်းမှန်မှန်ကန်ခြင်းဆိုတဲ့အနတ်ကိုခေါ်ပါတယ်ဓမ္မတရာတိသဘာဝအနတ်ကိုခေါ်ပါတယ်မိစ္ဆာဓမ္မနှစ်ပုတ်ပေါင်းလိုက်တဲ့အခါမှာမိစ္ဆာမှားယွင်းခြင်းချွတ်ယွင်းခြင်းဖောက်ပြန်ခြင်းမှန်မှန်ကန်ခြင်းဓမ္မသဘောတရားလို့အဓိပ္ပာယ်ရပါတယ်ပုံမှန်မဟုတ်ပဲလွဲမှားစွာဖောက်ပြန်တဲ့သဘောကိုပဲ မိစ္ဆာဓမ္မလို့ဆိုလိုခြင်းဖြစ်ပါတယ်။ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းတတ်မှတ်တာဟာပုံမှန်သဘာဝမဟုတ်ပါဘူး။နော်။ဒါကြောင့်အထာကထာကမိစ္ဆာဓမ္မကိုယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းတတ်မှတ်မှုလို့အတိတ်ပဲပြန်ဆိုလိုက်တာပါ။အဲ့ဒီလိုပြန်ဆိုလိုက်တာဟာအမတမ်းမှသဘာဝကြပါတယ်။နော်။ဒါကြောင့်မိစ္ဆာဓမ္မအကြောင်းကိုပြောရမယ်ဆိုရင်ပါဠိကဝက်ကအထာကထာယယောက်ျားယောက်ျားချင်း ိမမိမချင်းတမန်မှုဟာမိစ္ဆာဓမ္မပဲဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။အရှင်ဖေယငါးပါးတီလာတဲ့ကအပြည့်ကြီးဆုံးကဘာလဲဖေယတပည့်တော်မှမေးတာဖြေပေးပါဖေယတဲ့။ငါးပါးတီလာထဲမှာဘယ်အရာက အပြည့်ကြီးဆုံးလဲဆိုရင်ကုဒကပါဌအထကထာမှာတော့သူရာမေရာယအပြည့်ကအကြီးဆုံးလို့ဆိုပါတယ်။ဣတိဝဒကပါဠိတော်မှာတော့မူတာဝါဒအပြည့်ကအကြီးဆုံးလို့မြတ်စွာဘုရားကဟောပါတယ်။ ခௌတကပါဌအထကထာကအဘဲကြောင့်သူရာမေရယအပြစ်ကိုအကြီးဆုံးလို့ဆိုရတယ်လဲဆိုရင်၅ပါးတီလာထဲမှာအထက်က၄ပါးကိုကျူးလွန်မိမယ်ဆိုရင် သူတို့နဲ့ဆိုင်တဲ့စူးကျိုးတွေကိုခံစားရတာမှန်ပေမဲ့ယူသွချင်းဆိုတဲ့စူးကျိုးကိုတော့မခံစားရပါဘူးเนาะသူရာမေရယအပြစ်ကိုကျူးလွန်မိမယ်ဆိုရင်တော့အဲ့ဒီကျူးလွန်တဲ့သူဟာတေလွန်တဲ့အခါငရဲကြပြီး ငရဲကပြန်လွတ်လာလို့လူဖြစ်တဲ့အခါမှာယူသူချင်းဆိုတဲ့စိုးကျိုးကိုပါခံစားရပါတယ်။ဒါကြောင့်ခုတ်တကပါထအထကထာကအဲ့ဒီအချက်ကိုကြည့်ပြီးသူရာမေရာယအပြစ်ကအကြီးဆုံးလို့ဆိုခြင်းဖြစ်ပါတယ်။ဣတိဟုတကပါဠိတော်မှာတော့မြတ်စွာဘုရားကအဘဲကြောင့်မုသာဝါဒအပြစ်ကအကြီးဆုံးလို့ဟောရတယ်ဆိုရင်မှုသားပြောတဲ့ပုဂ္ဂိုလ်တွေဟာသူတို့မလုပ်ရတာဘာမှမရှိပါဘူး။ဒါကြောင့်မြတ်စွာဘုရားကဘာဘာတီလာထဲမှာ မုဒါဝါဒအပြစ်ကအကြီးဆုံးလို့ဟောခြင်းဖြစ်ပါတယ်။ဘာဘာတီလာထဲမှာဖေယာကအပြစ်ကြီးဆုံးလဲဆိုတဲ့မိကွန်းကိုဖြေရမယ်ဆိုရင်ခௌဒကပါထအထကထာအလိုရသူရာမီရာယအပြစ်ကအကြီးဆုံးလို့ဆိုရမှာဖြစ်ပါတယ်။ဣတိဟောဒကပါဠိတော်အဆိုရဆိုရင်တော့မုဒါဝါဒအပြစ်ကအကြီးဆုံးလို့ပဲဆိုရမှာဖြစ်ပါတယ်။ပါဠိတော်နဲ့အထကထာရှင်တဲ့အခါမှာပါဠိတော်ကို ရှေ့မှာထားပြီး အထာကထာကိုနောက်မှထားရမှာဖြစ်တဲ့အတွက်တခုသေးကိုပဲဖြေပါဆိုရင်တော့၅ပါးတီလာထဲမှာမူတာဝါဒအပြစ်ကအကြီးဆုံးပဲဖြစ်ပါ